ဒီအပိုင်းလေးမှာတော့တချို့ရို sentence structure ရဲ့အခြေခံပုံစံဖြစ်တဲ့ simple sentence ကိုလေ့လာရမှာဖြစ်ပါတယ်။ဒါဒီတချို့ရို cover လုပ်သွားမယ် sentence structure လေးမျိုးတွေကပထမအဦးဆုံးပုံစံလေးဖြစ်ပါတယ်။ဆိုတော့အယူရှင်းဆုံးနဲ့အခြေခံအကျဆုံးဖြစ်ပါတယ်။ဒါအောင်နားလည်မှာပဲတချို့ရို sheet ကိုဆက်သွားလို့ပြည်မှာဖြစ်တယ်ရှင်။ A simple sentence is a sentence that consists of just one independent clause. သူတွေမှာ independent clause တခုသာပါဝင်ရပါမယ်။ကြည့်ဒါဆိုတချို့တခါရင် independent clause ကဘာလဲဆိုတာလေးပြောပြပေးပါမယ်။ ကျော် English မှာ dependent clause ရှိမယ် independent clause ရှိမယ် independent clause ဆိုတာဒီသူတစ်ယောက်တည်းလေ stand alone ရပ်တည်နိုင်တယ်နောက်ထပ်တခြား clause တွေထပ်ပြီးတော့အကူခေါ်စရာမလိုဘဲနဲ့သူတစ်ယောက်တည်းရပ်တည်နိုင်တဲ့ clause မျိုးကိုတခြား independent clause လို့ခေါ်တယ် for example glob is an alien so glob the alien တကောင်ဖြစ်သည်ဂျိုသားပေါ့နော်တကောင်ဖြစ်သည်ကဲဒါဆိုတခြားဒီနေရာမှာ subject ပါတယ် verb ပါတယ် ပြီးတော့ဒီဝက်ကြမှာသူ့ဟာလေသူအတိတ်ပဲဟာ complete ဖြစ်ပြီးသားဖြစ်တဲ့အတွက်ကြောင့် now tech clause ကြီးကိုမဖြစ်မနေထပ်ခေါ်စရာမလိုဘူးသူတယောက်ထည့်ရက်တည်နိုင်လို့သူ့ကို independent clause လို့ခေါ်တယ်ဒါမျိုးကိုတချို့လို simple sentence လို့ခေါ်ရရှင်ရိုးရိုးရှင်းရှင်း clause တစ်ခုတည်းပဲပါဝင်သေးတယ် it flies around space or ဒါလေ simple sentence လေးပဲ the spatial landed အော်ဒါလေးလေ simple sentence လေးပဲเนาะဒါဆို simple sentence ကတော့ရိုးရိုးရှင်းရှင်းလေးပဲတချို့တို့ပုံမှန်အားဖြင့်တချို့တို့ရေးနေကြဝတ်ကြလေးတွေလို့ပဲဆိုတော့ဒီမှာ subject လေးပါမယ်နောက်ဘက်က verb လေးတွေပါမယ်ကျန်တဲ့ other information လေးတွေပါနိုင်ပါတယ်ရှင်ဒီမှာတချို့တို့ဘာလေးနဲ့ရောသွားတယ်လဲဆိုရင် so zort and glob run အဲ့ဒါဆိုဒီနေရာမှာတချို့တို့နှစ်ယောက်ဖြစ်သွားတယ်နှစ်ယောက်ဖြစ်သွားပြီမဲ့ဒါကိုတော့တချို့တို့က compound subject ဆိုခေါ်လို့ရတယ် sentence အရာတော့ clause တွေတခုတည်းပဲရှိနေသေးတယ် clause တခုလဲဆိုတာတနည်းအားဖြင့် subject verb တွဲပဲရှိနေသေးတယ်ဒီမှာ subject ရှိတယ်ဒီမှာ verb ရှိတယ်တွဲပဲရှိနေသေးလို့ဒါဒီ simple sentence ပဲဖြစ်တယ်နောက်တစ်မျိုးလေးရှိသေးတယ် clock rings and jumps အဲဒါဆိုတချို့တို့ဒီမှာ verb ကအတွဲလေးဖြစ်သွားလို့ဒါလေးကို compound verb လို့ခေါ်ခြင်းရတယ်ဒါပေမဲ့ sentence ကတော့ still simple simple sentence ပဲဖြစ်နေသေးပဲရှင်ကဲဒီမှာဆိုရင်နှစ်ယောက် action ကလည်းနှစ်မျိုး so jog and clock run and jump အဲဒါဆိုတချို့တို့ဒီမှာ နှစ်တွဲဖြစ်သွားပြီလားဆိုတော့နှစ်တွဲမဖြစ်သေးဘူးအဓိကကတော့ဒီ same subjects ကိုပဲ share လုပ်တဲ့ action verb နှစ်ခုဖြစ်လို့ sentence တွေ simple sentence ပဲဖြစ်နေသေးပါပဲရှင်ဒါဆိုရင် simple sentence ဆိုတာကနာမည်လေးတိုင်းပဲအရန်ရိုးရှင်းပါတယ်သူအတွင်းထဲမှာ independent clause တစ်ခုပဲပါတယ်တနည်းအားဖြင့် subject verb ပြည့်စုံတဲ့အတွဲလေးတစ်တွဲပါဝင်မဲ့အရာမျိုးဖြစ်တယ်ရှင်ကဲဒါဆို independent clause ကဒါလေးဆိုရင်ဒီချက်တို့ compound sentence ကိုဘာလေးกว่าလဲ complex sentence ကဘာလေးလဲဆိုတာလေးဒီချက်တို့ဆက်ပြီးတော့လေ့လာလို့ရပါတယ်ရှင်